thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပမော်မျိုးကိုမိထီလာလီတမတ်တက်လာတဲ့စစ်တိုက်လင်းရင်ကပုံကျဲပြခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ပမော်မျိုးကိုမိထီလာလီတမတ်တက်လာတဲ့စစ်တိုက်လင်းရင်ကပုံကျဲပြခတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စည်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်ဒီကနေ့နေ့လယ်12နာရီကျော်ချိန်ပမော်မျိုးကိုပုံကျဲသွားတာဖြစ်ပြီးလက်ရှိအချိန်ထိအထိကိုက်ပြက်စီမတိရသေးပါဘူးပမော်မျိုးက2024ခုနှစ်ဒီဇင်ဘာလ4ရက်ကစပြီးစစ်ကောင်စီတပ်တွေနဲ့ KIA ဦးဆောင်တဲ့ လိုင်းတက်များကြအပြင်းထန်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတက်လိုင်းတက်တွေတိုင်ပိုက်ဖို့ထိုးစစ်ဆင်နေကြခြင်းဖြစ်ပါတယ်။လက်ရှိမှာစစ်တပ်ကစကားက21တွင်မှနေပြီးအပြင်းထန်ခုခံနေပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုစတိုင်လုံဆောင်နေတာဖြစ်ပါတယ်။မလ28ရက်နေ့နေ့လယ်12:52မိနစ်ချိန်မန္တလေးမြို့ကိုဗဟိုပြူနေတဲ့ငလျင်ကြောင်းပြည်သူများထိခိုက်ဒေဆောင်ပြီးအဆောင်များစွာပြိုလဲနေတော့လေစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုမယက်မနာဆက်လက်လုံဆောင်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးမန္တလေးမြို့အနီးကိုပဟိုပြုပြီးပြင်အား9.1အဆင့်ရှိငလင်းလှုပ်ခတ်မန္တလေးစကိုင်းမုံရွာပါဝင်မြို့နယ်များမှာခန်းစားသိရှိရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အနီးကိုပဟိုပြုပြီးဒီကနေ့နေ့လည်းတနာ38မိနစ်ချိန်ပြင်အား9.1အဆင့်ရှိငလင်းလှုပ်ခတ်သွားကြောင်းအမေရိကန်အချိန်ဆိုင်ငလင်းစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အဆိုပါငလင်းကြောင့်မန္တလေးမုံရွာနယ်စကိုင်းပါဝင်ပတ်ဝန်းကျင်မြို့နယ်ဒီမှာဒီကနေ့နေ့လည်းတနာ38မိနစ်ဝန်းကျင်အချိန်ပြည်သူများစုခန်းစားသိရှိရတယ်လို့သိရပါတယ်။မလ28ရက်နေ့ ေ့လယ်၁၂နာရီ၅၂မိနစ်ချိန်ပြင်အား9.8အစင်ရှိငလင်ကြီးလောက်ခတ်ပြီးရနောက်နောက်ဆက်တွင်ငလင်များစွာထပ်မံလောက်ခတ်နေတာဒီကနေ့နေ့လယ်၁၈မိနစ်ချိန်လောက်ခတ်တဲ့ငလင်ကအလွန်တိတာကြောင့်တည်ရပါတယ်အခုလောက်ခတ်သွားတာဆွဲခါတလို့ပဲတင့်ကနေပဲမလ28ရက်လောက်ကမပြင်းပြီမဲ့တော်တော်တိတာတယ်လို့မန္တလေးမြို့ဒေသခံတအုပ်ကပြောပါတယ်ဆလပီ NUG ကငလင်တန်းကင်းစင်အတွက်နှစ်ပတ် ပြစ်ခတ်ရထားတော့လဲပေါင်းမြုံနယ်အတွင်းတွင်မှာစစ်တပ်ကစင်ရဟန်ရင်နဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြုံနယ်အတွင်းမှာအစမ်းဖက်စစ်ကောင်စီတပ်ကစင်ရဟန်ရင်နဲ့ပြစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပကောက်ခုကရင် MS5 တိုင်ရင်မှာတာဝန်ရှိသူတောင်းကပြောပါရယ်။မလ30ရက်နေ့မနက်10:00နာရီမိနစ်30ချိန်ပေါင်းမြုံနယ်အနောက်မြောက်ပိုင်းတွင်ကိုအစမ်းဖက်စစ်ကောင်စီတပ်ကစင်ရဟန်ရင်တစည်းနဲ့ပုံကျဲခဲ့ပြီးကပ္ပစာ24တွင်ကိုစင်တပ်သွားကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးပဲတွားရောက်နေဆဲဖြစ်ကြောင်းသိရပါရယ်။ ယ်လေကြောင်းကနေတက်ခိုက်သွားတာဟုတ်တယ်ဖုန်းလိုင်းညီလည်းအဆက်အသွယ်မရသေးလို့အသေးစိတ်အခြေအနေတော့မသိရသေးဘူးထူးခန့်ပြည့်စုံမှုတွေလည်းမေးလို့မရသေးပါဘူးလို့ပခုတ်ကူခရိုင်အမတ်၅တန်ရင်မှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကငလင်တန်တဲ့ပြည်သူများကိုအရေးပေါ်ကူညီနေကဲစိန်လှူဆောင်ဖို့မလ30ရက်မှာအေဗီနာစနေရက်ဒီနှစ်ပတ်ကြားထူးစင်များရတန်ကြောင်းမနေ့ကညပိုင်းထုတ်ပြန်ကြေညာခဲ့တော့လဲစစ်တပ်ကလေကြောင်းတက်ခိုက်မှုတွေစက်တိုင်လှူဆောင်လာတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် ပေါ်လက်ခဲမြို့သိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှပုံမှုမျိုးမင်းသူအပါအဝင်စစ်သားများပြားတည်ဆုံးပြီးစစ်တုံးဘန်းနဲ့လက်နက်ခဲရဲများဖမ်းဆီးသိမ်းပိုင်ရရှိရဲကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်ပေါ်လက်ခဲမြို့ကိုအပိသက်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်မှပုံမှုမျိုးမင်းသူပါဝင်စစ်သားများပြားတည်ဆုံးကစစ်တုံးဘန်းလက်နက်ခဲရဲများနဲ့သိမ်းပိုင်ရရှိထားကြောင်းကရင်စီရေးချုပ်ပုံမှုကြီးဖုံးနိုင်ကပြောကြားခဲ့ပါတယ်။မလ19ရက်ကစပြီးပေါ်လက်ခဲမြို့ရှိစစ်ကောင်စီရဲ့လက်ချတက်စကန်3ခုကိုအပိသက်သိမ်းပိုင်နိုင်ဖို့အတွက်ကရင်နီတော်လိုင်းတပ် ်ပေါင်းစုဖွဲ့တွေကစစ်ကြောင်း၃ကြောင်းနဲ့ဒုစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအကြမ်းဖက်စစ်တပ်မှပုံမှုမျိုးမင်းသူအပါဝင်စစ်သားများပြားတိဆောင်ပြီးစစ်တုံးပန်းများလက်နက်ခဲရများသိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။စတာကတော့တပတ်လောက်ရှိရင်စည်ရင်စရာတော့မပို့လာသေးဘူး။ဒါပေမဲ့တိဆောင်တန်ရရထားတာလက်နက်ခဲရတချို့လည်းသိမ်းဆည်းရရှိထားတဲ့အတီကြတော့မရသေးဘူး။စစ်တွေအခက်ခဲဖြစ်လို့တူတူငါငါချနေတော့ပို့ဖို့ကလည်းအချိန်မရသေးဘူး။တိုက်ပွဲကဆက်ဖြစ်နေတဲ့ရအောင်လုပ်မယ်လေအပီးသိမ်းနိုင်မယ်မဟုတ်ရင်ရှုပ်တဲ့

ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စည်ရေးကြတယ်လေအခုကပင်းရင်ဖြတ်လိုက်မလို့လို့ကင်းရင်စည်ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါရယ်ဘောလက်ခဲမှာစစ်ကောင်စီတပ်ကတိုင်ရင်တုံးရင်အထိုင်ချထားပြီးရဟရင်နဲ့စစ်အင်အားများပြားလဲထပ်မံဖြစ်တင်ထားကြောင်းဒါကြောင့်အပိသက်သိမ့်ပိုင်နိုင်ဖို့အတွက်ကင်းနီတော်လိုင်းတပ်ပေါင်းစုမှစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းသိရပါရယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာတော့ရှိနေတချို့ကြတော့လည်းရှိမယ်ဒါပေမဲ့အသေးစိတ်ကတော့မရသေးဘူးကျွန်တော်တို့ကစစ်ကြောင်းတုံးကြောင်းနဲ့တန်နေတဲ့ဝိုင်းပြီးတော့ဖြတ်ဖို့အလုံးလုံးနေပါရယ်အဲ့ဒါ ော့ဘယ်အချိန်ပြီးမလဲမသိဘူး။ရှားတော့ကြတော့တလနီးပါးလောက်ကြာပြီးမှပြီးတယ်။ရှားတော့ပြူဟာကအခုပေါ်လက်ခဲပြူဟာတော့တည်ရင်သုံးရင်ထိုင်ထားတာကိုတည်ရင်သုံးရင်ဆိုတော့လူများမလားလူတော့သိမ့်မရှိတော့ဘူးထင်တယ်။ဒါပေမဲ့ဟက်စကင်းနဲ့လာချတာတော့ရှိတယ်ဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်လို့ကင်ရီစီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်စစ်ကောင်စီတပ်ပြဟာစကမ်းမှာပြည်သူလူထုနေထိုင်ရာရှက်ွက်တွေအတွင်းလက်နက်ကြီးတွေနဲ့ရှမ်းတပ်ပြခတ်မှုရှိတာကြောင့်ဘောလခဲမြို့နေပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ် ဆက်လက်ပြီးတန်ရန်မှာကြားဖြန့်တဲ့ပတ်သက်မှုကြောင့်ဖန်စီခံရတဲ့ရှားမခတိုင်မှုဟောင်းဘူကျုံမြင့်ကျော်ထွန်းကိုစစ်စေးရမှာမူးယစ်စင်းနဲ့လက်ရက်တန်ယူမှုတွေပါပေါ်ပေါက်ပြီးပြည်ငိမ့်စံကားလိုက်နဲ့ကားများပါပိတ်သိမ်းအရေးယူခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့မှာတရုတ်ကြားဖြန့်ငွေလင်ခိုင်းများနဲ့ပတ်သက်မှုကြောင့်ဖန်စီခံရတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှားမခတိုင်မှုဟောင်းဘူကျုံမြင့်ကျော်ထွန်းကိုစစ်စေးရမှာမူးယစ်စေဝါနဲ့လက်နက်တန်ယူမှုတွေပါပေါ်ပေါက်လာပြီး၎င်းနဲ့ပတ်သက်တဲ့ပြည်ငိမ့်စံကားလိုက်နဲ့ကားတွေကိုပါ စစ်ကောင်စီကပိတ်ပင်တင်ယူလိုက်ကြောင်းသတင်းအရင်းမြစ်တွေကပြောပါရယ်ကိုကန် MND ရဲ့တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကင်မရှိရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဟောင်းဘူချုပ်မြင့်ကျော်တိုင်းဦးစီချုပ်ဘူမူကြီးထွန်းနိုင်စုအပါဝင် ထိတ်တန့်စစ်အရာရှိ၅ဦးကိုဖေဖော်ဝါရီလအတွင်းစစ်ကောင်စီကတရုတ်ကြားဖြန့်ခိုင်းများမှငွေယူမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း အဲ့ဒီနောက်တိုင်းဦးစီးချုပ်ဘူမူကြီးထွန်းနိုင်စိုးမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ကြ။အဲ့ဒီနောက်ရခိုင်တိုင်းမှုဟောင်းဘူကျုံမြင့်ကျော်ထွန်းနဲ့တန်ရံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဘူမူနေလင်းတို့ကမွေးရည်စေဝါနဲ့လက်နက်သိမ်းယူမှုတွေမှာပါဝင်ပတ်သက်နေကြောင်းထပ်မံပေါ်ပေါက်လာကြောင်းသိရပါဗျ။အဲ့ဒီလိုပေါ်ပေါက်လာတဲ့အတွက်၎င်းတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်ကားလိုင်းနဲ့ကားများအလုံးကိုစစ်ကောင်စီကသိမ်းယူလိုက်ကြောင်းအဆိုပါပိတ်သိမ်းအရေးယူမှုကိုရမခတိုင်းမှုအသေးဘူမူကျုံအင်းမင်းဦးကဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါဗျ။တန်ရံမြို့မှာပြည်ငိမ့်ဆန်ကားကိန်းကိုလက်ရှိရမခတိုင်းမှု ဝန်ပုံမှုချုပ်အေမင်ကလိုင်းဆွဲနေတဲ့ Express Gallery နဲ့ရောအကုန်သိမ်းလိုက်ပါပြီတန်ရန်ကနေရန်ကုန်ကိုမူရစေဝါနဲ့လက်နက်တွေကိုအမြဲတမ်းတိုက်ဆောင်ပေးနေတာကလိုင်းကအရှင်ရှာမခအတိုင်းမူဘူကျုံမြင့်ကျော်ထွန်းနဲ့အစဉ်ပြေတော့တိုင်းမူကိုလာစင်နာလိုက်ဆက်ကြည့်ပြီးတန်ရန်မျိုးနဲ့ဥက္ကဋ္ဌဘူမူနေလင်ကပါပါဝင်ပတ်တန်နေတော့ပြင်းကြီးစံကိတ်ကိုဘယ်သူမှမထီရဲဘူး ။တန်ရန်မှာလည်းပထမဆုံးစဆွဲတဲ့ expert guideline ကလည်းပြင်းရင်းဆန်းပဲအဲ့ဒီကိကအရင်ကလေးကမွေးရစည်းဝါးတွေတည်နေတာလူတိုင်းသိတယ်။ခဏခဏလည်းမိတယ်။တိုင်မှုနဲ့မာစာဖာဥက္ကဋ္ဌကိုပိုင်တော့ဘသူမှမပြောရဲကြဘူး။အခုကတိုင်မှုအတက်ကချက်ချင်းအရေးယူတာအခုပြင်းရင်းဆန်းကားကိတ်ကိုလည်းပိတ်တယ်။ကားရီနဲ့တင်းနေလက်ရှိတန်ရန်ကိတ်ပိုင်းကလူတွေတော့ထွက်ပြေးနေတယ်။တောင်ကြီးကိတ်မန္တလေးကိတ်ရန်ကုန်ကိတ်တွေလည်းအကုန်ပိတ်ပြီလို့တပ်သတင်းအရင်းမြစ်တွေကပြောပါရယ်။ဒါပေမဲ့မွေးရစည်းဝါးနဲ့လက်နက်သင်ယူမှုတွေမှာပါဝင်ပတ်သက်နေတဲ့တန်ရန်မြို့နဲ့စီမံအုပ်ချုပ်ရေးဘဝဥက္ကဋ္ဌ ပုံမှုနေလင်းမှာတော့အရေးယူခံရခြင်းမရှိကြောင်းပုံမှုနေလင်းကပိုတင်တဲ့အမှတ်စဉ်46ကျောင်းစင်းဖြစ်ပြီးလက်ရှိတန်ရန်ပြူဟာမှုအသည့်နဲ့တပတ်စဉ်နဲ့မိတ်ဆွေတွေဖြစ်ကြောင်းတိုင်မှုအသည့်ပုံမှုချုပ်အင်မင်ဦးကိုတန်ရန်ပြူဟာမှုအသည့်ကပုံမှုနေလင်းနဲ့ပတ်သက်ပြီးအာမခံခဲ့တဲ့အတွက်လွတ်မြောက်လျက်ရှိကြောင်းသိရပါတယ်လက်ရှိမှာတန်ရန်မှာရွှေလာရှိုးမိုးထအားကစာသက်ဖြင့်ကားလိုက်နေမှာလဲဆက်လက်လဲပတ်နေစေဖြစ်ကြောင်းတန်ရန်အခြေဆိုင်ကားလမ်းများမှာစစ်တပ်ရဲ့ကြောတောင်နောက်ခံပေးမှုနဲ့ဝင်းရစီလက်နက်နဲ့တရားမဝင်ပစ္စည်းတည်ရမှုတွေနဲ့တနည်းတပုံပ ါဝင်ပတ်သက်လျက်ရှိကြောင်းသိရပါတယ်။တန်ရန်မှာကြားဖြန့်ငွေလင်ကိုင်းများကိုစစ်ကောင်စီကဖမ်းဆီးအရေးယူစစ်ဆေးခဲ့ရမှာရခင်တိုင်းမှုဟောင်းပို့ချုပ်မြင့်ကျော်ထွန်းကလက်ငွေယူခွင့်ပြုခဲ့တယ်ဆိုတဲ့စစ်ဆေးမှုရှာလက်တွေအရအရေးယူခဲ့ကြောင်းတိုင်းဝစီချုပ်ပုံမှုကြီးထွန်းအောင်စိုးကတော့စစ်ကောင်စီအတွင်ရင်မှုပို့ချုပ်ကြီးအောင်လင်းတို့ရဲ့တူတော်ဆက်တဲ့အတွက်ပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့စကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့မှာအွန်လိုင်းအသုံးပြုပြီးငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတရုတ်နိုင်ငံသား16ဦးနဲ့မြန်မာနိုင်ငံသား28ဦးတို့ကိုငွေလိမ်လုပ်ငန်းလုပ်ကိုင်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့တူဖမ်းဆီးရရှိကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရံမြို့နယ်မိုင်းဟာဒေသတွင်တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ကြားဖြန့်ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့တရုတ်နိုင်ငံသား28ဦးကိုဖမ်းဆီးရမိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိ 你娃的声音。